မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလီဝသနယ်ဇလာဗေဒာညချမ်းမှုအစီအစဉ်လာမှာ2025ခုနှစ်မတ်လ23ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အမြင့်ဆုံးဘူးချိန်များမှာနေပြည်တော်မှာ 38°C ရဲ့ 69°F ရှမ်းကုန်းမြို့နယ်မန္တလေးမြို့တို့မှာ 38°C ရဲ့ 100°F တို့ဖြစ်ကြပါတယ်ဒီကနေ့ညနေ6:00နာရီခွဲချိန်မိုးလီဝသကြိုးတို့မှာဖမ်းလျက်ရှိတဲ့ပုံရံ ကပ်ပလီပင်လယ်ပြင်လေဘင်္ဂလားပင်လယ်ရောတောင်ပိုင်းတို့မှာတိမ်တင့်တင့်မှာတိမ်ထူထန်နေပြီဘင်္ဂလားပင်လယ်ရောအနောက်လယ်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေကကျန်ဘင်္ဂလားပင်လယ်ရောမှာတိမ်ကိစင်တလောင်ရှိနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တနင်္လာရီတတိယကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းနေရရှိပြီးအဆိုပါမိုးတိမ်တောင်များယူလာရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ကြောင့်ချင်းမိုးချိုဖြစ်ခြင်းလက်စည်းလက်ချင်းနဲ့မိုးတိမ်ကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရဲ့အကြံပြုရပါတယ်မြန်မာနိုင်ငံအလဲပိုင်းနဲ့ မြို့ဝကျွန်းမဒေသတွေမှာတိတ်ကိစင်တလောက်ရှိနေပြီကျန်ဒေသတွေမှာတိမ်သိငယ်မှာတိမ်သိတဲ့ဖြစ်တော်နေရာကိုတွေ့ရပါတယ်မြမပင်လေပြမလိုင်းနေငယ်မှာတင်တင်ရှိပါမယ်လိုင်းမြင်မှာမြမကဲဝရန်တရှောင်းနဲ့ကန်လုံပင်လေပြင်းတို့မှာ၄ပြီမှာ၆ပြီကန်ရှိနေပါတယ်မနှက်ဖြံမွန်တဲချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာစိစိကချင်ပြည်နယ်မှာနေရာကြကြနေစကန်နဲ့ဒေသကြီးထပ်ပိုင်း ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုထစ်ချုံရပါမယ်။ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှေ့ပိုင်းတို့မှာတိမ်တင်းတင်းဖြစ်တုံးပြီးစကိုင်းတန်းဒေသကြီးအောက်ပိုင်းမန္တလေးတန်းဒေသကြီးနေပြည်တော်မကွေတန်းဒေသကြီးအေရော်တန်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာအများအပြားတရားပါမယ်။နေပြည်တော်နဲ့ညီတော်ရဲ့မနက်ဖြန်အတွက်မိုးလေဝသချင်းနေခမှန်ချမအများအပြားတရားပါမယ်။ အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယက်100ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ20ဒီဂရီဆက်စီယက်68ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတွိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမှာလေအများအပြားတည်ရပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယက်100ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ22ဒီဂရီဆက်စီယက်82ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတွိုင်းမနက်ဖြန်အတွက် မိုးလေဝသအခြေအနေခံမှန်းကြမှာလေးအများအပြားတရားပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ22ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရင်ဟိုက်ရှင်းနေပါတယ်နောက်နေ့အတွက်ခံမှန်းချက်အနည်းငယ်ကတော့ကချင်ပြည်နယ်စကန်နဒီသားကြီးထပ်ပိုင်းနေတနင်္လာနေ့တာကြီးတို့မှာနေရာကွက်ချမိုးထစ်ချုံရောက်ပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြစမ်းမှချမ်းသာကြပါစေရှင်